စုံမြတ်သူစာမျက်နှာကြောင့်ဟေးဝီရနဲ့စုပြည့်တစင်မင်္ဂလာပွဲမှာ တိန့်တထောင်လက်ဖွဲ့ငွေချင်းမြင့်ခဲ့တဲ့ဖွေဖွေတင်းဥဆောင်မင်းသမီးဖွေဖွေကတော့အားလုံးထက်သာအောင်ဟေးဝီရနဲ့စုပြည့်တစင်မင်္ဂလာပွဲမှာတိန့်တထောင်လက်ဖွဲ့လိုက်ပါတယ်အလုံးတိကြတဲ့အတိုင်းဒီရဲ့ပိုင်းရဲ့အကြီးကျယ်ဆုံးခန္ဓာဆောင်ပွဲချင်းဟိဝီရနဲ့စုပြည့်တစင်တို့ရဲ့မင်္ဂလာပွဲကြီးအကြောင်းကားတော့ပြောစရာတွေကတစ်နေ့တစ်မျိုးမရှိရအောင်ပါပဲ ဒီဘွဲကိုတင်ရောက်လာကြတဲ့အမှုပညာရှင်ကျဲပွင့်တွေအားလုံးရွှေကိုပိတ်သားတွေဒေါ်လာတန်းချီတန်ပရက်တွေနဲ့တကယ်ကိုအပြိုင်ဆိုင်လှခဲ့ကြခံနာခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအပြိုင်ဆိုင်တွေအားလုံးရဲ့ကြားထဲမှာပြိုင်နေမပြိုင်မင်းအားလုံးရဲ့အာယုံကို သူစီအကုန်ဆွေးယူသွားခဲ့တဲ့သူတယောက်ရှိခဲ့ပါတယ်သူကတော့တခြားသူမဟုတ်ပါဘူးပရိသတ်တွေရဲ့အချစ်တော်အကယ်ဒမီမင်းသမီးကျော်ဖွဖွေးပဲဖြစ်ပါတယ် ဒီပွဲမှာဖွဖွေးတင်အောင်လူတွေအားလုံးကိုအံ့ဩမဲ့သက်သွားစေခဲ့တဲ့အချက်နှစ်ချက်ကိုလှုပ်ပြသွားခဲ့ပါတယ်။ပထမအချက်ကဖွဖွေးရဲ့ဖက်ရှင်ပုံစံမှာဟိဝီယန်နဲ့စုပြည့်တစင်ရဲ့ပွဲကိုတက်ရောက်လာတဲ့မင်းသမီးတိုင်းကအကောင်ဆုံးမိကပ်ပညာရှင်နဲ့အကောင်ဆုံးဒီဇိုင်နာတွေနဲ့အပြည့်အစုံပြင်ဆင်လာကြတာပါ။ဒါပေမဲ့ဖွဖွေးကဒီပွဲကိုမိကပ်မလေးမဲမျက်နှာပြောင်နဲ့တက်ရောက်လာခဲ့တာပါ။တတင်းနေရပေါ်ပြချင်ရဖူပွေးတရားပွဲမတိုင်ခင်မှာမျက်နှာလက်ချက်ဖြစ်နေလို့မိကပ်လင်းလို့လုံးဝမရခဲ့ပါဘူး။ ဒါပေမဲ့ဖိုးဖွေးကမတော်ဘဲမနေခဲ့ပါဘူး။သူမနှခန်းလေးတစ်ခုရဲ့ဆိုပြီးသူ့ရဲ့တပောင်းဝအနာတရားတိုင်းပဲယုံကြည်မှုပြည့်နေပွဲကိုတင်အောင်လာခဲ့တာပါ တကယ်တော့မိတ်ခက်တီအပြည့်လင်းထားတဲ့တခြားသူတွေရဲ့ကြားထဲမှာဖွဖွေးရဲ့ဒီတပောင်းဝအနာကတကယ်ကိုထင်ငနေပို့ပြီးတော့တောင်လှနေခဲ့တယ်လို့လူတွေကချီးကျူးနေကြတာပါဖွဖွေးကမိတ်ခက်တော့မပါခဲ့ဘူးတံမိုးကြီးရဲ့နနာတွေတခြားသူတွေလိုအပြိုင်ဆိုင်ဝစ်စင်ပြီးကြွားရမျိုးလည်းမလုပ်ခဲ့ဘူး ဒါပေမဲ့သူမင်္ဂလာမောင်နှံကိုချီးမြှင့်လိုက်တဲ့လက်ဖွဲ့ငွေပမာဏကတော့ဒီပွဲမှာရှိသမျှယတနာတွေအလုံးထံပိုပြီးတံမှုကြီးသွားခြင်းလူပြောအများဆုံးဖြစ်သွားခဲ့ပါတယ်။အတွင်းသတင်းတွေရဲ့ပြောစကားတွေရောမြန်သမီးဖွဲ့ဖွဲ့တယောက်ဟိမရဲ့နဲ့စုပြည့်တစင်တို့မင်္ဂလာမောင်နှံအတွက်လက်ဖွဲ့သွားတဲ့လက်ဖွဲ့ငွေပမာဏကမြန်မာငွေကျပ်သိန်းတစ်ထောင်ပါတယ်။ဒီနေရာမှာလူတွေကဘာလို့ဒီလောက်လက်ဖွဲ့လာလဲဆိုပြီးပိုပြီးစိတ်ဝင်စားသွားကြပါတယ်။ ဖူဖူယံစုပ်ပြေတဲ့စင်နဲ့အရန်ရင်နေတဲ့ရန်တွင်းကြကြခင်မင်းနဲ့တငယ်ချင်းကြီးတွေမဟုတ်ပါဘူး။လောက်ဖို့ကံပြစင်မောင်နှမအစင်ပါပဲ။ဒါဖြင့်ဘာဖြစ်လို့တော်ရုံတထေးကြီးတွေတောင်မလုံရဲတဲ့တိန့်တထောင်ဆိုတဲ့ပမာဏကြီးကို မျက်နှာပန်းလန်းလာနဲ့လက်ပွဲလိုက်ရတာလေ။ဒီနောက်ခွေကအကြောင်းရင်းကိုသုံးသပ်နေကြတာကတော့ဖူဖူကစုပ်ပြေတဲ့စင်ရဲ့မျက်နှာချောင်းဆိုရတဲ့စုပ်ပြေတဲ့စင်ရဲ့အမကြီးမိယာဖြစ်တဲ့မင်းသမီးကြီးစိုးမြတ်သူဆိုင်ရဲ့မျက်နှာချောင်းဖြစ်တယ်လို့ဆိုကြပါဗျ။ အားလုံးသိကြတဲ့အတိုင်းအမှုပညာလောကမှာဖွဖွေအောင်ဆွမျက်သူစားကိုဆင်ရတဆူလို့အမကြီးတယောက်လို့အရန်ကိုလီစာကာရဝထားသူတယောက်ပါဒါကြောင့်မင်္ဂလာပွဲမှာတိမ့်တထောင်ချောလက်ဖွဲ့ခဲ့တာပါ တခြားသူတွေကရုပ်ဝိတ္ထုတွေရတနာရီနေကိုယ့်ရဲ့စင်ကိုပြနေတဲ့အချိန်မှာဖွဖွေကမိကမပန်းရတနာမပါပဲသူ့ရဲ့တဘာဝအလားတရား သူ့ရဲ့စေတနာတရားသူ့ရဲ့ဂါရမတရားဆိုရင်စိတ်တန်နေပြီဒီပွဲမှာအခမ်းအနားဆုံးအလင်းစားခံရဆုံးဧည့်သည်တယောက်ဖြစ်သွားခဲ့ပါပြီပရိသတ်ကြီးတို့ကယုံမိတ်ကပ်မပါဘဲလှန်ရဲတဲ့ဖွဖွရဲ့တတိပြီးတော့မဆိုးရဲ့မျက်နှာကိုထောက်ပြီးတိမ့်တထောင်လက်ဖွဲ့လိုက်တဲ့သူ့ရဲ့စေတနာပေါ်ဘလို့ထင်မြင်မိပါသလဲမိမိတို့အမြင်ကို ပြောသွားကြပါဦးရှင်